ုပ်လုပ်ခြင်းနဲ့ပတ်သက်တဲ့ကျိုးဝချက်ခုနှစ်ခုကိုရှင်းပြဆင်ပါမယ်။အခုအားလုံးဒီပါသိကြတဲ့ grouping ဒါရီအားလုံး select လုပ်လိုက်မယ် shortcut က control g ဒါဆိုရင် group ဖြစ်သွားတယ်။ and group လုပ်မယ် control shift g ဒါဆိုရင် and group ဖြစ်သွားတယ်။နောက်တစ်ခုကပါလေ။အဲ့ဒီတစ်ခုရဲ့အသုံးဝင်ပါလေးကိုရှင်းပြချင်ပါတယ်။အခုကျွန်တော်တို့ကဒါလေးကို select လုပ်မယ်။ဒါလေးကိုလုပ်မယ်။ဒါလေးကိုလုပ်မယ်။ဒါလေးကိုလုပ်မယ်။ဒီလေးခုကို ဆက်လက်လုပ်ထားပြီးတော့ confirm G ဆိုပြီးတော့ group လုပ်လိုက်မယ်။ဒါဆိုရင်တို့ကြီးပဲတည်တံ group ဖြစ်သွားတယ်။ဟုတ်ပြီ။အဲ့ဒီအချိန်ဒီမှာကျွန်တော်တို့ကဒါကို and group ပြန်လုပ်လိုက်မယ်။ confirm G ဆိုရင်တို့အားလုံးအခုစီပြန်ပြတ်သွားပြီ။ဒီအချိန်ဒီမှာကျွန်တော်တို့ကအကြောင်းမျိုးကြောင့်ဒါတွေကိုတရားနဲ့ဒါမှမဟုတ်ရင်ခွဲခြားလို့မရတဲ့အချိန်တွေကိုပြောင်းရတာမျိုးဖြစ်တတ်ပါတယ်။အခုကျွန်တော်ကအမေရောင်အားလုံးပြောင်းလိုက်မယ်။အာရင်တော့ကလုပ်ထားတာဘယ်ဟာတွေလဲ။ တကယ်ဟာလားတောင်းလိုက်လားကန့်လန့်လားမသိတော့ဘူးတခုလောက်တော့မှတ်မိတယ်အစဉ်ကျွန်တော်တို့ကမှတ်မိတဲ့တခုကိုဇလန်လောက်လိုက်ပါပြီးရင် control shift j လို့တစ်ချက်နှိပ်လိုက်ပါဒါဆိုရင် group လောက်လိုက်ပြီဘယ်ဟာတွေကိုလောက်လိုက်တာလဲဆွဲကြည့်ဟာခုနကတော့ကျွန်တော်တို့လုပ်ခဲ့တဲ့ဟာတွေကိုပဲသူကြံလုပ်ပေးပါတယ်အဲ့တော့ဒီနေရာမှာဘာအောင်ဖြစ်ရမှာလဲဆိုတော့ချောက်ကနေနေဆိုရင် control shift j ဖြစ်တဲ့ regroup ပါပြောချင်တာကကျွန်တော်တို့ group လုပ်ခဲ့တဲ့ history ဒါမှမဟုတ်ရင်ကျွန်တော်လုပ်ခဲ့တဲ့ log ကိုပေါ်ပိုင်းမှာမှတ်ထားပါတယ်။အဲဒီအတွက်ကြောင့်လုပ်ခဲ့မှုတဲ့ group တွေကမှတ်မိတဲ့ object လေးတစ်ခုကို select လုပ်ပြီးတော့ control shift J လို့နှိပ်လိုက်တာနဲ့အရင်တိုင်းအခုလိုပြန်ပြီးတော့ group လုပ်ပေးမှာဖြစ်ပါတယ်။ဒုတိယတစ်ခုက add the shape and group ဒီမှာစာဝိုင်းလေးတောင်းခုရှိတယ်ကျွန်တော်ကဒါလေးကို select မှတ်ပြီးတော့ control G ဆိုပြီးတော့ group လုပ်လိုက်မယ်။အဲဒီမှာကျွန်တော်ကနောက်ထပ်ပုံစံတစ်ခုထပ်တဲ့ခြင်းလဲဆိုရင် ုံမှန်အဖြစ်ဒါကို group ပြန်လုပ်မယ်ဟုတ်လားပြီးရင် copy ပြန်ကိုမယ်ပြီးရင် select မှတ်ပြီးတော့ group ပြန်လုပ်မယ်ဒါမျိုးတွေလုပ်ဆရာမလိုတော့ပါဘူးဒီ group ကို select ဖြစ်နေတဲ့အချိန်မှာအဲ့ဒီက copy ကူးခြင်းနဲ့ object ကို select လုပ်ပါပြီးရင် keyboard ကနေ control key ဖိထားပြီးတော့အဲ့ဒီ select လုပ်ထားတဲ့ object ကို click and drag လိုချင်တဲ့နေရာကိုဆွဲလိုက်ပါနောက်မှနေရာဖတ်ချရင်ချပါတော့ဘလို့ဆွဲလိုက် ပြီးရင် mouse ကိုအရင်လို့ပြီးတော့မှ ဒီဘုတ်ကလည်း control ကိုလွတ်လိုက်ပါ။ဒါဆိုရင်နောက်တစ်ခုလည်းရရတယ်။သူကလည်း group ထဲမှာပါနေပြီးသားကြံတဲ့နေတယ်။ဒီချိန်မှာတော့ကျွန်တော်တို့ကဒါတွေကိုဒီနေရာမှာမထားချင်ဘူး။ဟောနေရာပြန်ရွှေ့မယ်။ဒါမျိုးပြန်ပြီးတော့ realize ပြန်လုပ်လို့ရပါတယ်။ဒါတော့ group ဖြစ်ပြီးသားစိတ်တွေကိုထပ်ပြီးတော့တိုးခြင်းနဲ့ဆိုရင်အလွယ်တကူလုပ်လို့ရတဲ့နေရာလေးပါ။အချိန်မကြောက်နည်းနည်းအလွယ်လုပ်တဲ့သဘောလေးတွေရှိတာနည်းနည်းလေးကြည့်ကြံနေပါ။အခုကျွန်တော်တို့ပထမဆုံး အသေးလေးသုံးခုကိုဆက်လက်မှတ်ပြီးတော့ control ကြည့်နေ group လုပ်လိုက်မယ်။ဒါဆိုရင်ဒီမှာအသေးလေးသုံးခုပါဝင်တဲ့ group 32ဆိုတာပေါ်လာတယ်။သမတ်သားဖြစ်အောင် small လို့နာမည်ပေးလိုက်မယ်။ပြီးရင်ဒီအသေးလေးသုံးခုအပါဝင်အလက်သုံးခုနဲ့ပေါင်းပြီးတော့ဆက်လက်မှတ်မယ်။အဲ့ဒီချိန်ဒီမှာမှ control ကြည့်ဆိုပြီးတော့နောက်ထပ်အုပ်စုတစ်ခုထပ်လုပ်လိုက်မယ်။ဒါဆိုရင်ဒီမှာနောက်ထပ် group တစ်ခုပေါ်လာတယ်။အဲ့ group က median ဆိုပြီးတော့ m ဆိုပြီးအတူကောက်ပေးလိုက်မယ်။ အဲ့ဒီခုရဲ့အောက်မှာ small ဆိုရဲ rectangle group ကတက်တက်ရှိတယ်ဒီ test box ကတော့မဆိုင်ပါဘူးဒီဘောက် test box ပါအမြင့်အောက်မှာ sub group s ဆိုတာရှိတယ်ပြီးရင်ဒီအသေးကောအလက်ကောအကြီးကောအားလုံးကို select လုပ်ပြီးတော့ control g ဆိုပြီးတော့ကျွန်တော်က group အကြီးကြီးတစ်ခုဖွဲ့လိုက်မယ်ပြီးရင်ဒါကိုချက်လိုက်မယ် b ဆိုပြီးတော့အကြီးဆိုပြီးတော့နံပါတ်ပေးလိုက်မယ်အဲ့တော့ခုဒါကြီးက ိတ်ဆုံး group ဒီထဲမှာသုံးခုပါတယ်သူ့အောက်မှာ sub group တခုရှိတယ်သုံးခုပါတယ်သူ့အောက်မှာ sub group တခုရှိတယ်သုံးခုပါတယ်ဒီလိုမှတ်မှတ်သားသားလုပ်ထားတဲ့ခါကျတော့ဒီနေရာမှာတော့တိတ်နေများတဲ့အတွက်တိတ်ရှုပ်သိမှုမရှိပါနဲ့တကယ် object တွေအများကြီးနဲ့ slide တခုလည်းမလုံးလုံးတဲ့ခါကျရင်သူ့သူ့ရသူ့ရသူ့ရအုပ်စုလေးတွေကိုအခုလိုမျိုး nested grouping သုံးပြီးတော့ group ဖွဲ့ထားခြင်းကကိုယ့်အတွက်ပို့ပြီးတော့အလုံးလုံးပါအဆင်ပြေခြင်းမှာဖြစ်ပါတယ် N group ကိုပဲတတ်မှတ်ချင်တာဆိုရင် N group ရဲ့အောက်မှာရှိတဲ့ဘယ်ဟာတွေလဲဆိုတာစဉ်းစားနေကြရမှာလို့ပဲね N group တဲက item တွေအားလုံးကိုဆက်လုပ်ပြီးတော့ကိုကြိုက်တဲ့ format ကြိုက်တဲ့ effect ကြိုက်တဲ့ animation တွေလည်းဒီကိုတတ်မှတ်လို့ရမှာဖြစ်ပါတယ်ဒါကသုံးလဲဆိုတော့အမြင်မရှိဘူးပေါ့တကယ်တမ်းများတဲ့ခါကျရင်ကျွန်တော်တို့ဒီဟာတွေအားလုံးကိုနာမည်လိုက်ပြောင်းနေဖို့ဆိုတာတော်တော်လေးခက်ခဲမှာဖြစ်ပါတယ် align object in group group ထဲမှာ object တွေကို align လုပ်ရအောင်လုပ်လို့ရလားဟာရပါတယ် ခုကျွန်တော်ဒါတွေကတစ်ခုစီအဲဒီတစ်ခုစီဖြစ်နေတဲ့ဟာတွေကလည်းနေရာတွေကလည်း random ဖြစ်နေတယ်။အဲဒါတွေအားလုံးကိုကျွန်တော်ဆက်လက်လုပ်နိုင်မယ်။ control ချိန်လောက်လိုက်။အဲလိုလုပ်နိုင်မှုတော့ဘာမှအဆုံး group တစ်ခုလုံးကိုဆက်လက်မှလိုက်မယ်။ပြီးရင်စံဖြစ်သားမဲ့သူ့ကိုမူတည်ပြီးတော့ alignment ချိန်မယ်။ဆိုတဲ့အတိအပြန်မျိုးနဲ့စံဖြစ်သားမဲ့ object ကိုအရင် click ချနိုင်ပါ။ပြီးရင်ချတဲ့ဟာတွေကိုအစင်လိုက်ပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ် control ပြီးပြီးတော့ ပြင်လဲနေလိုက်ပါအပြီးပြီဆိုရင် home name ကပဲဖြစ်ဖြစ် shape format ထဲကပဲဖြစ်ဖြစ် align နဲ့မှာ alignment လို့ပြီးတော့ပြင်လိုက်ရင် meta alignment ကိုချိန်ပေးမှာဖြစ်ပါတယ်ပြီး align distribute horizontally ဒါဆိုရင် horizontally distribution လို့ပြင်မှာဖြစ်ပါတယ်ဒီနည်းနဲ့ ਨੇ group လုပ်ပြီးတာ object တွေကိုစိတ်ကြိုက် alignment ချိန်နိုင်မှာဖြစ်ပါတယ်ဟုတ်ဒါလေးတွေကတစ်ခုစီပါအဲ့ဒါကိုကျွန်တော်ဒီနှစ်ခုကိုဆက်လက်အမှတ်ပြီးတော့ group လုပ်လိုက်မယ် ဒီဒီတကူကိုဆလာမှတ်မယ်။ဘောင်မှတ်ထဲမှာတကူကိုပြောင်းလိုက်မယ်။ရောင်လေးပြောင်းလိုက်မယ်။အဲတော့ဒီရောင်မတူတဲ့ခါကဒီ group ထဲမှာရှိနေတယ်။ဒီ group ထဲမှာရှိတဲ့ object တကူကိုရဲ့ format ကိုပဲအပြင်က object မှာဘောင်မှတ်ပေးထားတယ်ကိုလို့ရပါတယ်။ဒီလိုနည်းနဲ့ကုန်မယ်။အခုဒီမှာ group ကိုဆလာမှတ်မယ်။ကူးယူခြင်းနဲ့ object ကို click လုပ်မယ်။ပြီးရင် format ပေးထားပြီးရင်ကူးခြင်းနဲ့ object မှာချိန်ပြီးတော့ click လုပ်လိုက်ရင်ဒီကနေ့ အမှတ်တွေအားလုံးကိုကိုယ်ဝန်မှာဖြစ်ပါတယ်။ဒါဆိုရင်ဒီကနေဒီကိုတော့မရဘူးလား။မရပါဘူး။အခုသူ့ကိုဆက်လာမှတ်ထားမယ်။အမှတ်ပိန်တာပြင်နေမယ်။ပြီးရင်ဒီ group တဲကတစ်ခုကိုလာပြီးတော့ပြင်နေတဲ့အခါမှာအကုန်လုံးဖြစ်သွားပါတယ်။တစ်ခုလေးကိုတော့လို့မရပါဘူး။ကျွန်တော် copy ကူးကြတယ်၊ paste လုပ်ကြတယ်။ shortcut တုံးရတာက control c control v ဒါမှမဟုတ် control v ရစာ control d ကိုတုံးရတယ်။ဟုတ်ပြီဒီ control d က ဂရုပင်းကဘယ်လိုသုံးကုန်တယ်လဲကိုဒီမှာ authentic သုံးကုန်ရှိပါတယ်ဒါရင်းကိုကျွန်တော်ဆက်လက်မှတ်လိုက်မယ် copy ကုန်မယ်ဒီထက်က object ကို copy ကုန်မယ်ဆက်လက် control c ပြီးရင် keyboard ကနေကျွန်တော် control d နှိပ်လိုက်မယ်ဒါဆိုရင်ရလာတဲ့ object လေးကိုကျွန်တော်ဆွဲကြည့်လိုက်မယ်ဒီမှာနောက်လာထားလိုက်မယ်လွှတ်လိုက်မယ်ဟောသူကဒီ group ထဲမှာပဲနောက်ထပ် copy တစ်ခုထပ်ပေါ်ပေးလိုက်တာဖြစ်ပါတယ် ဟုတ်ပြီ control v ကရောဘယ်လိုလုပ်လို့သလဲဒီ group ကိုဆက်လာမှတ်လိုက်မယ်ဒါလေးကိုဆက်လာမှတ်မယ် control c ကျွန်တော်နေလိုက်မယ်ပြီးရင်ကျွန်တော် control v လို့နေလိုက်မယ်ဒါကိုဒီနားလေးဆွဲထုတ်ကြည့်မယ်သူက group နဲ့မဆိုင်မဲနဲ့ဒီ than object အဖြစ်နေနဲ့အပြင်ကိုဖတ်သွားပါတယ်ဒါက control c control v control d နဲ့ပတ်သက်တဲ့ group လုပ်ထားတဲ့ object ကြီးထဲမှာ အတောင်းဝင်လဲနေလဲဖြစ်ပါတယ်အခု group ထဲမှာတက်ကိုဘလို့တောင်းလဲဘလို့တောင်းဝင်တယ်လဲအညာမှာကျွန်တော် object လေးတောင်းမှုရှိပါတယ်ဒါရရဲ့ position ကတော့သူကအနောက်ဆုံးမှာသူကအလယ်မှာသူကအရှိဆုံးမှာဖြစ်ပါတယ်အဲတော့သူ့ကိုကျွန်တော်ဒီနေရာမှာထားလိုက်မယ်သူ့ကိုဒီဘက်နားမှာထားပြီးတော့ကျွန်တော်ကအချိုးကြဆွဲကြည့်လိုက်မယ်ပြီးရင်ဒီဟာလေးကိုအုပ်ထားလိုက်မယ်ပြီးဒီဘက်ကနောက်တစ်ခုယူမယ်သူ့ဒီနားမှာထားပြီးတော့အချိုးကြ ်ကြီးလိုက်မယ်။ပြီးရင်သူ့ကိုနှစ်ခုလုံးပေါ်မှာထပ်ပြီးတော့အုပ်ပါလိုက်မယ်။ပြီးရင်အားလုံးကိုဆက်လက်မှတ်ပြီးတော့ control G လို့ group လုပ်လိုက်မယ်။ဒါနဲ့နှစ်ခုကအနောက်မှာလည်းရောက်နေတယ်။ဒါဆိုရင်ဆက်လက်မှတ်ဖို့တော်တော်လေးခက်ခဲရှိနေဆိုတော့ပုံစံမျိုးဖြစ်သွားပါတယ်။ဒီတော့တော့မပြောပါနဲ့။ group G တစ်ခုလုံးကိုဆက်လက်မှတ်လိုက်ပါ။ပြီးရင် keyboard ကနေ tab ကိုတစ်ချက်နှိပ်ကြည့်ပါ။ဒါဆိုရင်အတွင်းမှာရှိတဲ့ object ကိုဆက်လုပ်ပေးမယ်။ အဲ့ဒီချိန်တွေမှာကျွန်တော်ကမှတ်ထားမိပါတော့ဒီအသေးဆုံးဟာလေးကိုကျွန်တော်ကအကြည့်ရအောင်ပြောင်းလိုက်မယ်ဒီချိန်တွေမှာပဲတက်ကိုနောက်ထပ်တစ်ချက်နှိပ်လိုက်မယ်ဒါဆိုရင်နောက်တက်ကိုကိုဆက်လက်လုပ်ပေးပါတယ်အဲ့ဒီချိန်တွေမှာကျွန်တော်ကအဲ့ဒီတက်ကိုအဝါရောင်ပြောင်းလိုက်မယ်အဲ့တော့အသေးဆုံးကအဖြူဒုတိယကအဝါရောင်တကယ်ကြောင်းသွားရလားတကယ်တက်ရောက်ရလားဟုတ်ပြီတက်ကိုပဲနောက်ချိန်ထိုင်နေချိန်မှာဖြစ်မယ်အပေါ်ဆုံးမှရှိတယ် အကြီးဆုံး shape ကိုဆက်လက်ပြသွားပါမယ်။ခုကျွန်တော်တို့ဒါကို and group ပြန်လုပ်ကြည့်မယ်။ control shift G ။ဒါဆိုရင်တစ်ခုချင်းဖယ်ကြည့်ရအောင်။ဒီမှာအသေးဆုံးလေးကအပြူရောင်အလက်ကဝါရောင်ဖြစ်နေတာတွေ့ရပါတယ်။အဲတော့ဒီလမ်းကိုအသုံးပြုပြီးတော့ကာဘာဖြစ်နေတယ်။ဒါမှမဟုတ် group ထဲမှာကာဘာဖြစ်နေတယ်။ object တွေကိုဒီလမ်းနဲ့ဆက်လက်လုပ်ပြီးတော့လုံလုံစီမံကန့်ကွယ်လို့ရပါတယ်။